ဘယ်လာရုစ်နိုင်ငံရဲ့သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာနိုဝင်ဘာနောက်ဆုံးပတ်မှာမြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးဒါဟာအာနာသိမ်းပြီးနောက်ပိုင်းနေပြည်တော်ကိုလာရောက်တဲ့ဒုတိယမြောက်နိုင်ငံတော်အဆင့်ခီးစဉ်ဖြစ်ခဲ့ပါတယ်။လူကာရှန်ကိုရဲ့ခီးစဉ်မှာတော့2022ခုနှစ်တုန်းကကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့တုန်းကထပ်ပို့ပြီးတော့ခက်ခက်နနာကြိုဆိုခဲ့တာတွေ့ရပြီးသမ္မတအိမ်တော်မှာလက်ခံတွေ့ဆုံခဲ့တာပါ။ဒီခီးစဉ်အတွင်းရန်ကုန်တက္ကသိုလ် မန္တလေးတက္ကသိုလ်အပါအဝင်တက္ကသိုလ်တချို့နဲ့ပူးပေါင်းဆောင်ရွက်ရေး MOU စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသလိုစေဝါစိုက်ပျိုးရေးစက်မှုနည်းပညာရပ်တွေနဲ့ပတ်သက်လို့လည်းတဘောသူစာချုပ်တွေချုပ်ဆိုခဲ့ကြပါဗျ။ဒါအတူကမ္ဘာနိုင်ငံကြီးတွေကကန့်ကွက်ထားတဲ့မြန်မာစစ်တပ်ရွေးကောက်ပွဲကိုစောင့်ကြည့်လေးလာရေးကိုယ်စားလှယ်ဆေလွတ်မယ်လို့လည်းခီးစဉ်အပီးသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ကြပါဗျ။နိုင်ငံရေးရတော့ဗျာဒါဒီဘက်ကလည်းဒါတောင်းတာလဲဆိုတော့သူ့ရွေးကောက်ပွဲကိုဖောက်ခံမှုပညာစသဖြင့်ပေါ့ဗျာ တစ်ဖက်ကကျတော့လဲတောင်ထောက်ခံမယ်လို့ပြောတော့ပေါ့ကျော်ဒီဘိုင်းတော့ရှိပါတယ်။အဲဘယ်လာရုစ်ကတော့ပြောမယ်ဆိုလို့ရှိရင်နိုင်ငံပြေးပါလေ။နောက်တစ်ခါကျတော့ဒီရုရှားရဲ့ဘာကောမလဲ။အဲလိုလွှမ်းမိုးမှုအောက်မှာရှိနေတဲ့နိုင်ငံတခုလို့ပြောလို့ရတာပေါ့နော်။ဆိုတော့ဒါမဲ့တခုရှိတာကသူကတချို့သောဒီနိုင်ငံတကာအဖွဲ့အစည်းတွေမှာတော့ခေါင်းဆောင်ဖြစ်နေတယ်။ညောအဖွဲ့ဝင်ဖြစ်ပြီးသားပေါ့ဗျာ။အဲတော့မြန်မာဘက်ကကျတော့ဒီဖွဲ့စည်းတွေမှာပါကျင်တယ်အထူးသဖြင့် Shanghai Cooperation ကိုနောက်တစ်ခါကျတော့ ယူရီရှားလို့ခေါ်တဲ့ဥရောပအာရှပေါ့နော်ဒီလိုနိုင်ငံအဖွဲ့အစည်းတွေရှိပါတယ်။ဆိုတော့ဒါတွေကတော့ပြောမယ်ဆိုနိုင်ငံရေးရတော့ဘာကောင်းလဲအချိုးရှိမယ်လို့ယူဆနိုင်တာပေါ့။ဒီလိုမျိုးနိုင်ငံရေးအအချိုးမြတ်တွေအပြင်စိုက်ပျိုးရေးစေဝါကွန်တွေရေးနဲ့တက္ကသိုလ်ချင်းပူးပေါင်းဆောင်ရွက်မှု MOU တွေကြောင့်မြန်မာပြည်သူတွေအတွက်အချိုးရှိမယ်လို့မျှော်လင့်ရကြောင်းသူကပြောပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့နေမြေအရဝေးကွာတာကြောင့်ဘယ်လာရုစ်နဲ့မြန်မာစစ်တပ်အကြားပူးပေါင်းစရာတိတ်မရှိပဲ။ စစ်ဖက်ပူးပေါင်းမှုကိုဖုံးကွယ်တဲ့အရက်ပတ်သဘောတူညီချက်တွေဖြစ်တဲ့အကြောင်းဝေဖန်သူတွေလည်းရှိနေပါတယ်။အထူးသဖြင့်လက်နက်တွေကိုအစင်မြင်ဖို့တိုက်လေရင်နဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်လိုမျိုးတခြားလက်နက်တွေကိုအစင်မြင်ဖို့အတွက်ဘယ်လာရုစ်ဘက်ကအကူအညီပေးနိုင်တဲ့အနေအထားမျိုးရှိနေပါတယ်။ news ကလည်း Russia ကထုတ်ပြန်တဲ့ဒီဘယ်ကြီးကတုံးတယ်စစ်ကောင်စီရဲ့ Russia ထုတ်ပြန်တဲ့ဒီဘယ်ကြီးကတုံးတယ် Belarus ရဲ့အဓိကစီးပွားရေးကလည်းဒီ Russia နိုင်ငံကနေပြီးတော့အထောက်အပံ့ပြုထားတဲ့ဒီလိုအကြီးစားစစ်ဆင်မှုလုပ်ငန်းတွေကိုလည်းအဓိကအားကိုးနေရတာဆိုတော့ဒါ စစ်ကောင်စီအတွက်ပို့ပြီးတော့စစ်စစ်တတတာနဲ့ဒါစစ်ရင်တဲ့ဟာတွေကိုလုပ်နိုင်မယ်နေထားမှာရှိတယ်။နောက်တစ်ခုကကျတော့ဘီလာရုစ်ရောလက်ရှိမြန်မာစစ်ကောင်စီရောကတန်တမန်ရေးရအကြောင်းပိတ်မိနေတဲ့နိုင်ငံတွေလို့ပြောလို့ရတယ်ပေါ့လေ။ဆိုတော့ဒီလူမျိုးသဘောတရားချင်းတူတဲ့နိုင်ငံတွေကတကယ်ပူပေါင်းမိတာတော့ဒါတိတ်တော့မထူးဆန်းဘူးလို့ယူဆပါပဲဗျ။ မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ပြောခွင့်ရသူစီလီယံဗိုလ်မှူးနောင်ယူကတော့ခြေလင်းတပ်သုံးဖြူဝမြောက်အစစ်မြင့်အစိပ်ပိုင်းတွေပူးပေါင်းဆောင်ရွက်မဲ့အနေအထားရှိကြောင်းပြောပါရယ်အထူးသဖြင့်ကာပါဆာလို့ခေါ်တဲ့ပြည်တွင်းကာကွယ်ရေးပစ္စည်းစက်ရုံတွေရဲ့စွမ်းရင်ကိုမြင့်တင်ဖို့ရည်ရွယ်တယ်လို့ဆိုပါရယ် အချစ်တဲ့တုံးနီးပြောမြောက်အစိပ်ပိုင်းနေဆိုရင်ကာပစာ၁၄အဖွဲတွေပါနော်ကာပစာ၁၄အဖွဲဒီစစ်နဲ့အဲသူဒီနာအပိုင်းနေချင်းနေတဲ့တုံးအဆင်မြင့်စစ်နဲ့တွေဥပမာဆိုရင်ကျွန်တော်တို့အဆင်မြင့်စနိုက်ပါ ထုတ်လို့ရလုပ်ငန်းစဉ်တွေပေါ့နော်အဲဒါမျိုးခဏတွေမှာလည်းပီလာရူးနဲ့ပူပေါင်းဆောင်ရွက်မှုတွေရှိနေပါတယ်နောက်တစ်ခုကတော့စစ်ဘက်ဆက်သွေးရေးအဆင်မြင့်စနစ်တွေ အဲကျွန်တော်တို့ပြီးခစ်တစ်စစ်ပဏိပညာအဆင့်မြင့်စနစ်တွေပေါ့နော်ဒီကနားနေပေဒီမှာလည်းအဲစစ်ကောင်စီနဲ့ဘီလာရူးရားမှာအပူပေါင်းဆောင်ရွက်မှုတွေချိတာနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ် Justice for Myanmar ပြောခွင့်ရသူမက်ရတနာမောင်ကတော့ဘယ်လာရုဆိုတာမြန်မာစစ်တပ်အတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချသူနဲ့လက်ကျင့်တင် जा သူနိုင်ငံဖြစ်တဲ့အပြင်ကုလသမဂ္ဂမှာလည်းနိုင်ငံရေးအရာထောက်ခံမှုပေးနေတဲ့နိုင်ငံဖြစ်တဲ့အကြောင်းထောက်ပြပါတယ် အခုခရီးစဉ်ကနေအဆိုပါဆက်ဆံရေးတွေကိုပုံမခိုင်းပါစေခဲ့ပြီးအခွန်အကောက်ခွန်ဆိုင်ရာတဘောသူညီချက်တွေကနေခရိုနီတွေကိုစီးပွားရေးလုပ်ငန်းတွေပုံမဆက်နွယ်လှုပ်ဆောင်လာစေဖို့ကြိုးပမ်းမှုတွေကိုလည်းတွေ့ရကြောင်းပြောပါတယ်။ဒါကြောင့်ဒီခရီးစဉ်ဟာမြန်မာစစ်အုပ်စုအတွက်နိုင်ငံတကာအသိမှတ်ပြုမှုကိုပေးတဲ့ရှားပါအခွင့်အရေးဖြစ်ပြီးနိုင်ငံတကာပိတ်ဆို့မှုတွေကိုရှောင်ကွင်းဖို့နဲ့အာဏာရှင်နိုင်ငံအချင်းချင်းမဟာမိတ်ပြုတဲ့ပုံစံကို ဖော်ပြနေတဲ့အကြောင်းသိရပါတယ်။ကျွန်တော်အစိုးသူအောင်ပါ